ရုရှားသမ္မတဗလာဒီမီယာပူတင်နဲ့မျက်နှာဆုံညီဆွေးနွေးမဲ့ကိစ္စကိုအမေရိကန်ဘက်ကဆိုင်းငံ့ထားလိုက်ပါတယ်။ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ဖြေရှင်းရမှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကသူ့အနေနဲ့အချိန်ဖြုံးယုံတက်တက်အစည်းအဝေးမျိုးမလုပ်ချင်ဘူးလို့ပြောပါတယ်။အစောပိုင်းတုန်းကတော့ရုရှားယူကရိန်းစစ်ပွဲရက်ဆိုင်ရေးအတွက်ဟန်ဂေရီနိုင်ငံဘူဒါပက်စ်မြို့မှာသူနဲ့ပူတင်တို့တွေ့ဆုံကြမယ်လို့ထရမ့်ကကြေညာခဲ့ပါတယ်။ဒါကယူကရိန်းစစ်ပွဲအရေးအတွက်ရုရှားအမေရိကန်ဒုတိယအကြိမ်ထိပ်သီးအစည်းအဝေးဖြစ်လာမှာပါ။ ထရမ့်နဲ့ပူတင်တို့ကဩဂတ်လတုန်းကလည်းအမေရိကန်ရဲ့အလာစကာပြည်နယ်မှာတွေ့ဆုံခဲ့ဘူးပါတယ်။ပြီးခဲ့တဲ့သတင်းပတ်တုန်းကပူတင်နဲ့အပြုသဘောဆန်တဲ့ဖုန်းဆက်ဆွေးနွေးမှုတွေအပြီးမှာလူချင်းတွေ့ဖို့ချိန်ဆခဲ့တာလို့ထရမ့်ကပြောပါတယ်။ဒီအပေါ်ရုရှားဆိုးရကလည်းနှစ်နိုင်ငံခေါင်းဆောင်တွေတွေ့ဆုံရေးအစီအစဉ်အတွက်ချက်ချင်းညှိနှိုင်းလှုပ်ဆောင်နေပြီလို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့အောက်တိုဘာ22ရက်နေ့မှာတော့အင်ဖြူတော်ကထရမ့်နဲ့ပူတင်တို့ဟာလော်လော့လတ်လတ်မှာတွေ့ဆုံကြမယ့်အစီအစဉ်မရှိဘူးလို့ကြေညာခဲ့ပါတယ်။ စစ်ပွဲရဆိုင်းရင်နဲ့ပတ်သက်လို့နှစ်ဖက်ကတင်ပြတဲ့အဆိုပြုချက်တွေမှာအဓိကအချက်လက်တွေကွဲလွဲမှုအရန်ကြီးမားနေကြောင်းသိလာရတဲ့နောက်အခုလိုအစည်းအဝေးရွှေဆိုင်းလိုက်တာလို့လည်းယူဆရပါတယ်။ဒီအကြောင်းကိုအင်ဖီရိုမာသတင်းတောက်တွေမေးတဲ့အခါထရမ့်ကနောက်နှစ်ရက်လောက်ကြာမှာတော့ပိုပြီးအသေးစိတ်ထုတ်ပြန်ချက်တွေထွက်ပေါ်လာနိုင်ကြောင်းရုရှားယူကရိန်းစစ်မြေပြင်မှာအပြောင်းအလဲတွေအမျိုးမျိုးရှိနေကြောင်းသူ့အနေနဲ့ကတော့အချိန်ဖြုံးယုံတက်တက်ဖြစ်မဲ့အစည်းအဝေးမျိုးကိုမလုပ်ချင်ကြောင်းထရမ့်ကပြောကြားသွားပါတယ်။ အမေရိကန်နိုင်ငံသားဝန်ကြီးမာကိုရူဘီရိုနဲ့ရုရှားနိုင်ငံသားဝန်ကြီးဆာဂျီလာဗရော့ဖ်တို့ကအောက်တိုဘာ20ရက်နေ့မှာဘူတာပက်စ်အစည်းအဝေးဖြစ်မြောက်ရေးကိစ္စဖုန်းဆက်ဆွေးနွေးခဲ့ကြပါသေးတယ်။အဲ့ဒီဆွေးနွေးမှုကအပြုသဘောဆန်ခဲ့တယ်လို့ရုရှားဘက်ကကြေညာပါတယ်။ဒါပေမဲ့အမေရိကန်ရဲ့ထုတ်ပြန်ချက်မှာတော့အပေါင်းလက္ခဏာဆောင်တဲ့သဘောထားမျိုးမှတ်ချက်ပေးထားတာမရှိခဲ့ပါဘူး။အမေရိကန်နိုင်ငံသားဝန်ကြီးဌာနရဲ့အဆိုအရရူဘီရိုနဲ့လာဗရော့ဖ်တို့ကအခုသတင်းပတ်ကုံမှာ နောက်တစ်ချိန်ဖုန်းထပ်ပြောဖို့စီစဉ်ထားကြောင်းသိရပါရရှင်